ငယ်ချင်းမရှင်များအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်မနေ့တုန်းကလိုပဲဒီနေ့လဲကလန်ဒါဆိုင်လေးပေါ့နော်အတရက်တော့ခြားသွားပြီပေါ့နော်ကလန်ဒါဆိုင်လေးထပ်ပြီးတော့ကျွန်တော်ပြဖို့ရှိပါတယ်နော်ဒီကောင်လေးကလည်းကျွန်တော်တို့အာ၃ဆင့်ပေတန်းပေါ့နော်၃ဆင့်ပေတန်းဒီနည်းလေးပေါ့နော်ကျွန်တော်တို့နှလုံးနှလုံးနှလုံးတို့ယူသွားပြီးတော့ကျွန်တော်တို့ကစားသွားမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့စပြီးတော့ကြည့်မယ်ပေါ့နော်သူကကျွန်တော်တို့ဘယ်ကစလဲဆိုရင်ဒီ2000နဲ့မှ9ပေါ့နော် ဒီ2009ကနေပြီးတော့ကျွန်တော်တို့စ run မယ်ပေါ့နော်2009ကနေပြီးတော့ okay ဘယ်ဘယ်မှာစမလဲပေါ့နော်ဘယ်ဘယ်မှာစမလဲဆိုရင်ဒီမှာနော်98ဆိုပြီးတော့ဒီမှာတွေ့ရပေါ့နော်98နော် okay 98ဒီနှလုံးနော်98ဒီနှလုံးပေါင်းခြင်းနံပါတ်ဒီနံပါတ်9ပေါ့နော်2009 sorry 2009နော်ဒီမှာကနံပါတ်9နော် ခွန်ရပြီပေါ့နော်ကျွန်တော်တို့ခုနပြောတဲ့၃စင်ဗီဒန်အတိုင်းပေါ့နော်ခွန်ခုနခတ်တီကျွန်တော်တို့တုံညာဆိုရေရေယူမယ်နော်ဟုတ်ပြီဒါတစ်ဖြတ်ဗီဒန်တစ်စင်ပေါ့နော်သူ့ရဲ့အောက်မှာပေါ့နော်ကျွန်တော်တို့တပင်ချားမှာတပင်နှစ်ပင်ပေါ့နော်ဘယ်မှာသွားချားမလဲဆိုရင်၁နှစ်ချားပြီးတော့ကျွန်တော်တို့ဒီမှာဒီလိုစောင်းလေးပေါ့နော် 13ဆိုတော့ကျွန်တော်တို့ရှိတယ်เนาะ13ဆိုတော့ကျွန်တော်တို့ပေါင်းခြင်းနံပါတ်ဒီနံပါတ်ဘယ်လောက်လဲကျွန်တော်တို့6ဖြစ်ပါတယ်เนาะနံပါတ်6ဒီမှာလဲထုံးစံအတိုင်းပဲသူနှက်ခတ်ပေါ့เนาะ6နှက်ခတ်1ဆိုပြီးတော့နောက်ထပ်ကျွန်တော်တို့ပေတန်းတစ်စင်းထပ်ယူမယ်เนาะဟုတ်ပြီเนาะဒီအထိကျွန်တော်တို့ရပြီဆိုရင်နောက်ဆုံးတစ်ခုဒီကျွန်တော်ဒီလိုပေါ့เนาะ6 6ဆိုပြီးတော့ပေါ့เนาะခါးလေးနှလုံးကိုကျွန်တော်တို့ဆက်ပြီးတော့ပေါင်းမယ်ဗျာเนาะအာကျွန်တော်နည်းနည်းလေးချဲ့ပြီးမယ်ပေါ့เนาะနည်းနည်းလေး အမြင်ကွင်းကနည်းနည်းနဲ့ကျုံနေတော့ဒါပြီးတော့ဆိုရင်တော့မြင်ရမယ်ထင်ပါပြီเนาะโอเคဒါဆိုရင်ကျွန်တော်ဒီမှာက၈၈ပေါ့เนาะ၈၈ဆိုတော့ကျွန်တော်တို့ပေါင်းချက်နံပါတ်ဘယ်လောက်ဖြစ်မလဲနံပါတ်6ဒီမှာကတော့ကျွန်တော်သူကဘာယူမလဲဆိုရင်ပါဝါကိုယူသွားပဲပေါ့เนาะ6 6ပါဝါတိ1ဆိုပြီးတော့ပေါ့เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာသူကဘယ်မှာသွားထွက်မလဲပေါ့เนาะဘယ်မှာသွားထွက်မလဲဆိုရင်ကျွန်တော်ဒီကနေပြီးတော့စာရေးမယ်ပေါ့เนาะ post ကနေ စပြီးတော့ရေးမယ်1 2 3 4 5เนาะ1 2 3 4 5ရဲ့ဇောင်းကကျွန်တော်ဒီမှာ3ည1 2ဆိုရကနာเนาะ5ရဲ့ဇောင်းမှာပေါ့เนาะကျွန်တော်ဒီလိုတက်သွားပြီးတော့5ရဲ့ဇောင်းမှာဆင်းနေပေါ့เนาะဒီကနေပြီးတော့ဆင်းနေပေါ့เนาะโอเคဒီလိုလေးရေးလိုက်မယ်เนาะဟုတ်ပြီ ဒီမှာ10 2 3 4 5 5ရဲ့ဆောင်မှာ3ည1နှစ်ဆိုပြီးတော့ဆင်းတယ်ဘယ်လိုရမလဲဒီမှာ3ညဒီမှာ2ကျွန်တော်တို့ဒီမှာ1เนาะဒါပထမတစ်ချိန်ကျွန်တော်တို့ပြပြီပေါ့เนาะဒုတိယတစ်ချိန်ကိုကျွန်တော်တို့စစ်ပါမယ်ဒုတိယတစ်ချိန်မှာကျွန်တော်တို့အပင်ရေချားပြီးတော့သွားမယ်ပေါ့เนาะအပင်ရေချားပြီးတော့သွားမယ်ဆိုတော့ကျွန်တော်တို့ဒီမှာတစ်ပင်2ပင်3ပင်4ပင်ကြားထဲမှာကျွန်တော်တို့၄ပင်ချပြီးတော့ကျွန်တော်တို့ယူမယ်ပေါ့နော်၄ပင်ချပြီးတော့ယူမယ်ကဏ္ဍဒီကျွန်တော်တို့ပါပါရှိမလဲ 30နဲ့9ဆိုပြီးတော့ကျွန်တော်ရှိတယ်ပေါ့နော်10နဲ့3 4ပင်ချပြီးတော့ကျွန်တော်ဒီမှာ30နဲ့9ဆိုပြီးတော့ခဏလေးတွေ့တယ်နော်30နဲ့9ဒီကျွန်တော်တို့ပါလေ39ဆိုတော့ကျွန်တော်တို့ပေါင်းချင်းနံပါတ်2 2ရဲ့နှက်ခတ်ကဘာဖြစ်မလဲ2နှက်ခတ်ဒီ4ကျွန်တော်တို့ပေးတာတစ်စင်းရပါပြီတပင်းနှစ်ပင်ချရဲ့နောက်မှာကျွန်တော်ဒီမှာဘာရှိလဲ66 6ဆိုပြီးတော့ခဏလေးရှိတယ်နော်66ဒီပါလေကျွန်တော်နှစ်ဖယ်ပေါ့နော်2 2နှက်ခတ်ဒီပါလေ လေးပါပဲဒီမှာနောက်ထပ်ပေတံတစ်စင်းရပြီပေါ့နော်ဒါသုံးတက်ပေတံပေါ့နော်သုံးတက်ပေတံဒီမှာဒါဆိုရင်တော့တ3ညဆိုတော့ပေါင်းချက်နံပါတ်1ဒီမှာပါယူလဲတ1တပါဝါဒီနံပါတ်6ကျွန်တော်တို့ဘယ်မှာသွားထွက်မလဲနော်1 2 3 4 5 5ရဲ့စောင်းမှာ4 2 1 0ဆိုပြီးတော့တွေ့ရမှာဖြစ်တယ်ပေါ့နော်ဘယ်ကလာလဲဒီကနေပြီးတော့ပေါ့လားနော်ဒီမှာတော်တော်လေးလာတယ်ပေါ့နော် ဒီနေ့3 4 5 5ရဲ့ဆောင်မှာ4 2 1ဆိုပြီးတော့ကျွန်တော်ဆင်းနေပါတော့เนาะ4 2 1ကဒါကရမှာနည်းဒီမှာ4เนาะဒီမှာ2ဒီမှာကနံပါတ်1เนาะ4 2 1เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တတိယတက္ကကိုစစ်သွားပါမယ်เนาะပထမချားလဲ1 2 3 4လေးပင်ချပြီးတော့၅ပင်မြောက်မှာပေါ့နော်၁၂၃၄ဒါဆိုရင်ဒီမှာ၃ည၃ညဆိုတော့ ခဏလေးကိုတွေ့ရမယ်၁နဲ့၃လေး၄လေးပင်ခြာပြီးတော့ကျွန်တော်တို့၅ပင်မြောက်မှာ၃ည၃ညဆိုတဲ့ခဏလေးပေါ့နော်ဟုတ်ပြီ၃ည၃ညဒီဘောင်းပြင်းနံပါတ်ဒီ၃ည၃ညနှစ်ခတ်ဒီပါဖြစ်မလဲနံပါတ်9ဖြစ်ပါမယ်ကျွန်တော်တို့ပေတံတစင်းရပါပြီ၁နဲ့၂ပင်ခြာပြီးတဲ့နောက်မှာကျွန်တော်တို့၈တဲ့ဆိုတော့ဒီလိုဇောင်းပေါင်းခြင်းဒီ၉နော်၉ကိုနှစ်ခတ်ဒီကျွန်တော်တို့ပါလေကိုနှစ်ခတ်ဒီနံပါတ်6ဖြစ်တယ်နောက်ထပ်ပေးတာတစ်စင်းเนาะ ဒါပြီးရင်တော့ကျွန်တော်တို့ခါတိုင်းနှလုံးပေါ့နော်9ရက်ကျွန်တော်တို့6ရက်เนาะ9 6ပေါင်းခြင်းငါ5ပါဝါသည်3ည5 5ပါဝါသည်3ညဆိုပြီးတော့ကျွန်တော်တို့ဒီမှာရတယ်ပေါ့နော်တန်းတစ်လုံးနဲ့ဒါ B ပေါက်3လုံး B ပေါက်ပေးတယ်ဘယ်မှာသွားပေါင်မလဲ1 2 3 4 5 5ရဲ့ဆောင်မှာ3ည9 5ဆိုပြီးတော့ကျွန်တော်တို့ဒီမှာเนาะဒီကနေ့စင်းလာလဲဆိုရင်ဒီကနေ့စင်းလာပါတယ်เนาะ3ည9 5ဆိုပြီးတော့ဆောင်းကနေပြီးတော့စင်းသွားတယ်ပေါ့เนาะ ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကိုစစ်ပါမယ်နော်၃ည9ကဘယ်မှာလဲဒီမှာ၃ညဒီမှာ9ဒီမှာကကျွန်တော်တို့9ပါ၃ည9ဟုတ်ပြီနော်ဒါဆိုရင်အခုလာမယ်ကျွန်တော်တို့ခု9ချိန်ပေါ့နော်9ချိန်ပြည့်ကျွန်တော်တို့စစ်ပြီးတော့ကြည်ပါမယ်နော်1 2 3 4လေးပြင်ချပြီးတော့ကျွန်တော်တို့9ပြင်မြောင်းမှာကျွန်တော်တို့ရှိနေတာဒီ၃ညရဲ့၄ရဲ့ဖြစ်တယ်နော်ဒါဆိုရင်ပေါင်းခြင်းနံပါတ်ဒီ၄ လေးနှစ်ခတ်တိကျွန်တော်တို့ပါလာမလဲနံပါတ်2လာပါမယ်လေးနှစ်ပေါ့နော်ကျွန်တော်တို့ပေတာဒဇင်ရပြီဒဇင်ရပြီဆိုရင်တော့တပင်နှစ်ပင်ချားမှာကျွန်တော်တို့ရှိနေတာဒီ6ခါနဲ့ကျွန်တော်တို့ထိနေပေါ့နော်66ပေါင်းခြင်းနံပါတ်ဒီနံပါတ်2ပါနော်နေနကတိပါလဲကျွန်တော်နံပါတ်၄ဖြစ်ပါတယ်เนาะနောက်ထပ်ဗီတာဒဇင်းရပါပြီเนาะဒါဆိုရင်ခါတိုင်းနှစ်ခုပေါင်းပါမယ်ဒီမှာလဲကျွန်တော်တို့နှစ်เนาะ66ဒီပေါင်းခြင်းနံပါတ်နှစ်ဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ပါယူမလဲနှစ်နှစ်ပါဝါဒီခွန် เนาะဘယ်မှာသွားကြာလဲ1 2 3 4 5ရဲ့ဇောင်းမှာရှိတယ်ကျွန်တော်တို့အခု6ချိန်မှာလာပြီးတော့ကြာပြီมาဖြစ်တယ်เนาะ6ချိန်မှာလာပြီးတော့ကြာပြရမယ်ပေါ့เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ထိုးရမယ်ခဏလေးဒီကြည့်ပါဟုတ်ပြီเนาะမူကြည့်သွားပြီဆိုတော့ဒီမှာပါပေတန်းကဒီမှာပေါ့เนาะဒါဆိုရင်ဘာခဏလေးတွေလဲကျွန်တော်လိုက်ကြည့်ပါမယ်၄2 2เนาะ၄2 နော်ဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့နှစ်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  try ပေါ့နော်ပြီးရင်နှစ်နှစ်ခွန်နော်ဒီမှာကျွန်တော်ခဏလေးတွေခြာရေးပေးမယ်တချို့မိတ်ဆွေတွေကကျွန်တော်တို့ခဏလေးကမရေးတတ်လို့ပေါ့နော်မရေးတတ်တဲ့အတွက်ကျွန်တော်ရေးပေးမှာဖြစ်ပါတယ်ဒါဆိုရင်ထိုးရမယ့်ခဏလေးတီကျွန်တော်လေးနှစ်နှစ်ပေါ့နော်လေးနှစ်နှစ်ပြီးရင်လေးနှစ်ခွန်လေးရာ20နှစ်ခွန်တန်းတစ်လုံးပဲပေါ့နော်ပြီးရင်လေးလေးနှစ်နော်လေး လေးနဲ့ပြီးရင်လေးလေးခွန်နော်ဒါကကျွန်တော်တို့လေးနဲ့နော်ပြီးရင်တော့နှစ်နဲ့ကျွန်တော်တို့ဆက်ပြီးတော့ယူမယ်ပေါ့နော်နှစ် try နော်ပြီးရင်တော့နှစ်နှစ်ခွန်နော်227နော်နှစ်လေးနှစ်နော်နှစ်လေးနှစ်နှစ်လေးခွန်နှစ်လေးခွန်နော်โอเคဒါဆိုရင်တော့ဘယ်မူလေးကကောင်းမလဲတော့ကျွန်တော်လည်းမပြောရဘူးပေါ့နော်တကယ်ချင်းတော့စိတ်ကြိုက် ဘယ်ကဏ္ဍအကောင်မလဲဆိုတာကွန်မန့်လေးပါမှတ်ပေးခဲ့ပါအောင်တကယ်ချင်းတို့ရတဲ့ကဏ္ဍလေးတွေရှိတယ်ဆိုရင်လည်းပြန်ပြီးတော့ share လင်းလုပ်ပေးပါအောင်ဗျာနော် Okay ပါဒီမူလေးကတော့မြင်တဲ့အတိုင်းပါပဲကျွန်တော်လေးကက်မြောက်ပေါ့နော်လာပါတယ်ကြတဲ့ငွေချင်းတွေကယူသုံးနိုင်ပါတယ်မကြတဲ့ငွေချင်းတွေကတော့သဘောပါပဲเนาะဟုတ်ကဲ့ပါဒီကဏ္ဍလေးတွေကငွေချင်းတို့အတွက်အထောက်အကူဖြစ်တယ်ဆိုရင်ဒါမှမဟုတ်ငွေချင်းတို့ရထားတဲ့ကဏ္ဍလေးတွေရှိတယ်ဆိုရင်လည်းအခြားငွေချင်းတွေတွေ့အောင် comment မှာမှတ်ငယ်ပြပါဦးညအားလုံးကိုကျေးဇူးတူတင်ပါတယ်အားလုံးပဲဖိုက်ဖိုက်ပါဗျာ